ဒါကြောင့်လူတွေမှာအသက်ကြီးလာလေလေမှတ်ညံချိုးယွင်းမှုတွေဖြစ်လာရတာလေ။ကျမတို့ရဲ့အုံနောက်ထဲမှာကောတကယ်အသက်ကြီးတဲ့အခါမှာအုံနောက်ကဘယ်လိုပုံစံနဲ့ကြောင်းလဲသွားတာလဲ။ Hippocampus လို့ခေါ်တဲ့အုံနောက်ရဲ့အစိပ်ပိုင်းတစ်ခုဟာအသက်အရွယ်ကြီးလာတာနဲ့အမျှတဖြည်းဖြည်းအရွယ်အစားဟာကျုံကျုံလာပါတယ်။ ဒီ hippocampus လေးဟာမှတ်ဉာဏ်အသစ်တွေဖန်တီးဖို့မှတ်ဉာဏ်အသစ်တွေကိုတင်စီဖို့အတွက်တာဝန်ကိုလှုပ်ဆောင်နေရဖြစ်ပါတယ်ဒီ hippocampus လေးအရွယ်အစားကျုံလာတဲ့အတွက်ကြောင့်မို့ကျမတို့တွေဟာအသက်ကြီးတဲ့အခါမှာမှတ်ဉာဏ်ချို့ယွင်းမှုတွေကိုဖြစ်ပေါ်ခံစားရတာပဲဖြစ်ပါတယ် ဒုတိယတစ်ခုအနေနဲ့ဆိုရင် အုံနောက်ရဲ့အရှေ့ပိုင်းမှာရှိရဲ့ဒီ prefrontal cortex ဆိုတဲ့ area အစိပ်ပိုင်းလေးပါသူကလည်း hippocampus လိုပဲအသက်အရွယ်ကြီးလာတဲ့အခါမှာလှုပ်ဆောင်နိုင်စွမ်းနဲ့အရွယ်အစားကရော့ကျလာတာဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့ကျမတို့တွေကအသက်ကြီးတဲ့အခါမှာအဆီဇင်ဆွဲတာတွေဆုံးဖြတ်ချက်ချတာတွေနဲ့အာယုံဆူဆိုင်းမှုတွေမှာယောနေလာရခြင်းပဲဖြစ်ပါတယ် အရေးကြီးဆုံးအချက်ကတော့ကျမတို့ရဲ့အာယုံကြောလေးတွေပေါ့နော်ညူရုံးလို့ခေါ်တဲ့အာယုံကြောလေးတွေကတစ်ခုနဲ့တစ်ခုချိတ်ဆက်လောက်ကိုင်းနိုင်စွမ်းမှာလှိကွေးသွားတာပဲဖြစ်ပါတယ်။ကျမတို့အိမ်မှာ internet connection မကောင်းတဲ့အခါမှာတုံ့ပြန်မှုနှေးတယ်လို့မျိုးပေါ့နော်။ကျမတို့ရဲ့အာယုံကြောလေးတွေဟာတစ်ခုနဲ့တစ်ခုချိတ်ဆက်လောက်ဆောင်မှုနှေးတဲ့အခါမှာအုံနောက်ရဲ့တုံ့ပြန်မှုဟာလည်းအရန်ကိုနှေးသွားတာပဲဖြစ်ပါတယ်။ neurotransmitter လို့ခေါ်တဲ့ဒီ dopamine နဲ့ norepinephrine နဲ့အစီတိုင်းကိုလင်းကလည်းအသက်အရွယ်ကြီးလာတာနဲ့အများသူတို့ရဲ့ထုတ်လွှတ်နိုင်မှုပမာဏတွေကနှေးသွားပါတယ်နှေးသွားပါတယ်ဒါကြောင့်မို့လဲကျမတို့ကငယ်ရွယ်တုန်းကလို့စိတ်တခွန်အားတက်ကြွလာတာတွေအုံနောက်ရဲ့တုံ့ပြန်နိုင်စွမ်းကောင်းတာတွေဟာနှေးသွားပြီးတော့မှတ်ညံပိုင်းမှာလည်းချုံရင်းအားနှေးသွားရတာပဲဖြစ်ပါတယ်ရှင်လေ့ကျင့်ခန်းမလုပ်တာ အစာအာဟာရပြပြဝဝမစားတာတွေနဲ့စိတ်ဖိစီးမှုကိုအချိန်ကြာကြီးဖြစ်တာတွေအားလည်းအုံနောက်မှညံကိုအများကြီးဆူဆူဝဝထိခိုက်စေပါတယ်။ဒါကြောင့်ကျမတို့တွေကကိုလက်လေးချိန်ငန်းပုံမှန်လုပ်ရမယ်။အန်တီအောက်ဆီဒန့်ပြည့်ဝတဲ့အစာအစာတွေကိုစားပေးရမယ်။နောက်တစ်ခုကကိုကိုကိုပျော်ပျော်ရွှင်ရွှင်ဖြစ်အောင်လို့စိတ်ထားတတ်ဖို့ကအများကြီးအရေးကြီးပါတယ်။ ကျမတို့တွေရဲ့အုံနောက်ကမာဆယ်ကြွက်သားလေးတစ်ခုပါပဲဒါကြောင့်မို့ဒီကြွက်သားလေးကိုအသုံးပြုဖို့မမေ့ပါနဲ့ကျမတို့တွေပတ်စဲတွေကစားကြမယ်နှီးပညာအသက်ပညာအသိပညာအသက်တွေကိုလေ့လာကြမယ်သင်ယူကြမယ်နောက်တစ်ခုက social interaction လို့ခေါ်တယ်ပေါ့နော်လူတွေနဲ့ပေါင်းတင်ဆက်ဆံရတယ်အများကြီးလုပ်ပေးမယ်ဆိုရင်အုံနောက်ဟာလည်းအများကြီးမှတ်ဉာဏ်အတွက်ဖွံ့ဖြိုးတိုးတက်လာမှာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျမကတော့ဒေါက်တာ Grace ပါ